ကိုယ့်ရဲ့လုပ်ကိုချပြဖို့ကြောက်နေတဲ့သူတွေရှိလားခင်ဗျဒါဆိုရင်ဒီပူပိုင်ကမဲဆွေတက်ဖြစ်ပါတယ်လူတွေကတခါလေမှာတွေ့ဝေတက်ကြတယ်ခင်ဗျအရှုကကိုယ့်လုပ်ကိုချပြဖို့တောင်မှအကြောင်းပြချက်ဘောင်းစုံနဲ့နောက်ကျောင်းမှာထားတက်ကြတယ်ခင်ဗျကျွန်တော်မပြောရဲဘူးကျွန်တော်မသိဘူးကျွန်တော်ပြောမတတ်ဘူးဆိုပြီးတော့မှကိုကိုကိုလည်းအမြဲတမ်းအားငယ်နေတဲ့သူတွေများစွာရှိတယ်ခင်ဗျတကယ်တမ်းကျတော့ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ကိုမျှဝေရမှကြောက်တာဟာ မကျွမ်းကျင်တာကြောင့်ဖြစ်ပါတယ်မကျွမ်းကျင်တာဟာမသိတာကြောင့်ဖြစ်ပါတယ်မသိတာဟာမသိဘူးတာကြောင့်ဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ပြဿနာရဲ့အဖြေကတော့ကျွန်တော်တို့ရှင်းပါတယ်မိတ်ဆွေရဲ့အလုပ်ကိုချပြခြင်းနဲ့ဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့လေ့လာရမယ်သိယူရမယ်မိတ်ဆွေရဲ့အလုပ်ကိုတံပိုးထားနေရမှာဖြစ်ပါတယ်တကယ်ပြောတာပါကျွန်တော်အောင်မြင်တဲ့သူတိုင်းကသူတို့စတင်တဲ့အချိန်မှာမသိတာတွေနဲ့စတင်ခဲ့တယ် သူတို့လည်းကြောက်စိတ်တွေရှိခဲ့ဘူးတဲ့ခင်ဗျပထမဆုံးစတင်တဲ့နေ့မှာပဲသူတို့စိတ်လှုပ်ရှားခဲ့ဘူးတဲ့ခင်ဗျသူတို့လည်းမိတ်ဆွေတို့လိုပဲတခြားသူတို့ရဲ့မိကုံးတွေအမေးခံခဲ့ရဘူးတဲ့ခင်ဗျဒါကဘာလို့တာလဲလို့မေးရနေတဲ့သူတို့တွေကြောက်စိတ်တွေရှိခဲ့ဘူးတဲ့ခင်ဗျဒါပေမဲ့အဲ့ဒီကြောက်စိတ်ကိုသူတို့ငြိမ်ချမ်းတော့အောင်လှုပ်ဆောင်နိုင်ခဲ့ကြတယ်ခင်ဗျဘာလို့ခိုက်ကြလဲဆိုတော့ပထမဆုံးအနေနဲ့သူတို့မှာလီလာတယ်တင်ယူတယ်သူတို့ရဲ့တိုးတက်ခြင်းတွေကိုအမြဲတမ်းလှုပ်ဆောင်နေတယ်ခင်ဗျ တကယ်အောင်မြင်ရှင်တဲ့သူတွေကငါတိပီပီဆိုတဲ့စကလုံးကိုလုံးဝအတုံးမပြုတ်ဘူးခင်ဗျအဲ့ဒီစကလုံးတွေကသူတို့ရဲ့တိုးတက်မှုကိုပိတ်ပင်နေတဲ့စကလုံးတွေဖြစ်လို့သူတို့တွေအတုံးမပြုတ်ကြဘူးခင်ဗျသူတို့ကကိုကိုကိုအမြဲပြောလို့ရှိတယ်ငါမှမတိသေးတာတွေအများကြီးရှိတယ်ငါပိုကောင်းအောင်လုပ်ချင်တယ်ငါတိုးတက်ချင်တယ်ဆိုတာနဲ့သူတို့တွေနေကြတယ်ခင်ဗျဒါကပဲသူတို့ကိုအောင်မြင်မှုရှိကိုခေါ်ဆောင်သွားကြတယ်ခင်ဗျမိတ်ဆွေ တခုတတိထားဖို့လိုပါတယ်ကိုယ့်ရဲ့လုပ်ကိုမျှဝေဖို့ကြောက်နေတယ်ဆိုရင်ကိုယ့်ရဲ့လုပ်ကိုမယုံကြည်တာနဲ့အတူတူပဲခင်ဗျမိတ်ဆွေတကယ်ယုံကြည်မယ်ဆိုရင်မိတ်ဆွေပြောရမယ်မျှဝေရမယ်တကယ်တန်ဖိုးထားမယ်ဆိုရင်မိတ်ဆွေမျှဝေနိုင်ရမယ်ကိုယ့်ရဲ့လုပ်ကိုမျှဝေဖို့ကြောက်နေတာဟာမျှဝေခြင်းအောင်မြင်မှုကိုလည်းဒါပိတ်ပင်ထားရလေရောက်တယ်ခင်ဗျမိတ်ဆွေတင်နေကြဟာတာလေးတွေအမတရားပုံလေးတွေလိုပဲမိတ်ဆွေရဲ့အလုပ်ကိုလည်းခြားပြနေရမှာဖြစ်ပါတ အချို့ကစာရီအနေနဲ့တင်တယ်အချို့ကတော့ပုံရီအနေနဲ့တင်တယ်ဒါပေမဲ့ကိုယ့်ရဲ့အလုပ်ကြောင်းကိုမျှဝေဖို့ကြတော့မလုံနိုင်ကြဘူးခင်ဗျဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ပေါ်မှာအစစ်မှန်မယုံကြည်သေးတာနဲ့အတူတူပဲခင်ဗျကိုယ့်ရဲ့အလုပ်က အခြားသူတွေကိုတံပိုးပေးနေနေဆိုရင်မိတ်ဆွေရဲ့တောင်းဝန်ကမျှဝေနိုင်ဖို့ပဲခင်ဗျ Now marketing ဆိုတာကကိုယ်တိုင်အတွက်တာမကပဲနဲ့အခြားသူအတွက်လည်းဖြစ်တယ်ခင်ဗျတံပိုးရှိတဲ့ထုတ်ကုန်ကောင်းတွေနဲ့ နေစနစ်ကောင်းတွေရှိတဲ့အခွင့်အလမ်းကောင်းတစ်ခုကိုမျှဝေဖို့ကြောက်နေတာဟာမိတ်ဆွေကိုကိုကိုလဲတာမယုံကြည်သေးလို့ပါခင်ဗျတကယ်အောင်မြင်ခြင်းနဲ့တော့မှာကတယောက်ဆိုရင်ကိုယ့်ရဲ့စိတ်တက်နဲ့ကိုယ့်ရဲ့အမြင်ကိုလည်းအမြဲချပြနိုင်ရမယ်ခင်ဗျအောင်မြင်တိုးတက်ခြင်းတဲ့သူတွေကမကျွမ်းကျင်ဘူးလို့မပြောဘူးခင်ဗျကျွမ်းကျင်လောက်အောင်ငါလုပ်မယ်ဆိုပြီးတော့မှအမြဲတမ်းပြောလို့ရှိတယ်ခင်ဗျမိတ်ဆွေလည်းတော့မှာကတယောက် ဖြစ်လာနိုင်ပါတယ်။မိတ်ဆွေကိုကိုကိုအားထားပါကိုကိုကိုယုံကြည်ပါမိတ်ဆွေရဲ့အလုပ်ကိုဂုဏ်ယူပါ။တခါလေမှကိုယ့်ရဲ့မျှဝေမှုလေးတစ်ခုက အခြားသူတယောက်ရဲ့ဘဝကိုလည်းပြောင်းလဲပေးနိုင်ပါတယ်ခင်ဗျာ။မိတ်ဆွေရဲ့မျှဝေမှုလေးကအခြားသူတယောက်ရဲ့အောင်မြင်မှုကိုရှတ်တင်ပေးနိုင်ပါတယ်ခင်ဗျာ။ဒါကြောင့်မလို့မိတ်ဆွေမျှဝေပေးလိုက်တဲ့အကြောင်းအရာကတယောက်ယောက်ကိုအားပေးတဲ့စွမ်းရည်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မကြောက်ပါနဲ့ ကိုယ့်ရဲ့လောက်ကို မျှဝေဖို့မကြောက်ပါနဲ့ခင်ဗျာကိုကိုကိုယုံကြည်ပါကိုယ့်ရဲ့ယုံကြည်ချက်ကိုလည်းပြတ်သားပါကိုယ့်ရဲ့လမ်းကြောင်းကိုတောက်ပအောင်လုံးကြည့်လိုက်ပါခင်ဗျာအဲ့ဒီအချိန်မှာပဲမိတ်ဆွေရဲ့အောင်မြင်မှုဟာတကယ်စတင်လာပါလိမ့်မယ်အရှုကပြောတတ်ကြပါတယ်လူတွေကိုမျှဝေရတာခက်တယ်တဲ့အဲ့တကယ်တော့လေလူတွေကခက်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတွင်းမှာကြောက်စရာအရာတွေ တွန်းကျင်တာတွေကိုမျှဝေဖို့လက်မလန်းတာကခက်နေရပါတကယ်တမ်းကိုယ့်ရဲ့စွမ်းအင်နဲ့ပြောကြည့်လိုက်ပါ ခင်ဗျကိုယ့်ရဲ့အတန်ကိုယ့်ရဲ့စကားနဲ့ကိုယ့်ရဲ့အလုပ်ကိုခြားပြကြည့်လိုက်ပါကို့မှာတန်ဖိုးရှိတဲ့အရေးချင်းတွေရှိပါတယ်ကို့အလုပ်ကတန်ဖိုးရှိပါတယ်အဲ့ဒီရဲ့တန်ဖိုးတွေကိုမျှဝေဖို့ကြောင်းနေမယ်ဆိုရင်တော့မိတ်ဆွေရဲ့အောင်မြင်မှုကိုပိတ်ပင်ထားတာနဲ့အတူတူပဲခင်ဗျဒီနေ့ကစပြီးကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုယ့်ရဲ့အလုပ်ကိုခြားပြလိုက်မယ်ဆိုရင် ကိုယ့်ရဲ့စကားတခွင်းရဲ့မျှဝေမှုလေးတစ်ခုကတယောက်ယောက်တွင်လမ်းညွှန်မှုတစ်ခုလည်းဖြစ်လာနိုင်ပါတယ်ခင်ဗျာဒါကြောင့်တံပိုးရှိတဲ့အလုတ်ကို မျှဝေဖို့မကြောက်ပါနဲ့မိတ်ဆွေရဲ့အောင်မြင်မှုဟာမျှဝေမှုတစ်ခုကနေစတင်နိုင်ပါတယ်ဒီဗီဒီယိုပိုင်းလေးကမိတ်ဆွေများအတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နှုတ်မကရင်နဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းလှိမ့်လာသင်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာအားလုံးပဲ အောင်မြင်ပျော်ရွှင်ကြပါစေကျွန်တော်ကိုဆွမ်းဖြစ်ပါတယ်ခင်ဗျာ thank you